အားအရင်များတွေ့ခဲ့ရင်လည်းဆရာတော်များက ခွင့်တော်တော်မူပါတတိပေးဩဝါဒဩဝါဒပေးတော်မူပါဆိုတဲ့စကားလေးပါတယ်နော်အဲ့ဒါလေးပဲတပည့်တော်ပြန်ကြားမယ်အကုန်လုံးဆိုတပည့်တော်အချိန်မရဘူးအဲ့ဒါလေးပဲပြန်ကြားရမယ်ဆိုရင်တပည့်တော်လျှောက်လို့ဒါစကားပုံလေးတစ်ခုရှိရှေ့ကစကားပုံလေး ခยีများများသွားသောပုဂ္ဂိုလ်သည် ခလုတ်တိုက်မိတတ်ဤဒါတခွန်းเนาะရှေ့ကသကပုံလေးခยีများများသွားလျင် ခလုတ်တိုက်မိတတ်ဤခလုတ်တိုက်မှာကြောက်ရွံ့ခလုတ်တိုက်မိမှာကြောက်ရွံ့ခยีမသွားရင် လိုရာ မရောက်ယုံပဲရှိပြီနှခွန်းရှိသွားပြီเนาะပထမတခွန်းပြန်ပြောမယ် ခยีများများသွားလျင်ခလုတ်တိုက်မိတတ်သည်ခလုတ်တိုက်မှာကြောက်၍ခยีမသွားရင်လူရမရောက်ယုံပဲရှိမိဟုတ်လားအဲဒီတော့ခยีလဲသွားပါခလုတ်မတိုက်မိအောင်လဲတတိထားပါရှင်းမလားဒီပြတော်စကားဒါလေးပဲเนาะအဲ့ဒါလေးပဲဒီပြတော်ပြန်လीလျှောက်ထားပါရစေလို့ဘာဖြစ်လို့လဲဆိုတော့ဒီပြတော်တို့ကစာကြဖုန်ကြီးတွေ ဒီဘိတော်ကျောင်းမှာတန်ခါ900ကျော်ဒီဘိတော်ကစာချရင်းနဲ့စောင်းပါခဏနားပြီးတော့အရှင်ဘုရားပြင့်တာဒီဘိတော်လာရတယ်။ခန္ဓာကိုယ်ပင်မနာလည်းသိတယ်။စာဝါလည်းခဏပိတ်ခေရ။အဲစာချဖုန်ကြီးတွေကလည်းသူ့ရည်ပဲချင်းနဲ့သူတော့ခྱི་သွားနေတာပဲ။စာချတဲ့အလုပ်ကိုခྱི་ပန်းထံရောက်အောင်တော့သွားနေတာပဲ။ အရှင်ဘုရားတို့ဓမ္မဂတိကဆရာတော်များကလည်းဒီဘိတော်တို့တဲ့အတောင်ပို့ပြီးတော့ခยีသွားသေးတယ်သွားသေးတယ်လို့ပြောရမှာပဲတဏ္ဍာန်ကံလုံးတချို့ဆို တကဘာလုံးပြောရမလောက်ခยีဆန့်ပြီးတော့သာသနာပြုနေတာပဲရည်ဝဲချက်နဲ့ဟုတ်လားဒီဘိတော်တို့ဆရာကြဘုန်းကြီးတွေကလည်းကိုယ်ရည်ဝဲချက်နဲ့ကိုယ်ခยีသွားနေတာပဲအရှင်ဘုရားတို့လည်းခยีသွားနေတာပဲ အာလူလောကတဲကလူတွေကြည်ဦးမလားသူတို့စီးပွားရေးနဲ့သူတို့မပြအလုံးလုံးနေတာဒါလည်းခရီးသွားနေတာပဲခရီးသွားတော့ခရီးသွားပါများရင် ခလုတ်တိုက်မိတတ်တယ်ခလုတ်တိုက်မှာကြောက်ရမသွားရင်လဲလူရမရောက်ုံပဲရှိပဲဒီတော့နောက်ဆုံးပြောရပြောချင်တာကတော့ခရီးလဲသွားပါခလုတ်မတိုက်မိအောင်လဲတတိထားပါမဟုတ်လားဒါလေးတပည့်တော်ပြောလို့ပါတယ်ဒီတော့ခလုတ်မတိုက်မိအောင်တတိထားပါလို့ပြောတော့ ဒီပိတော်တို့မြတ်စွာဘုရားကိုရောင်မြတ်ကြီးရဲ့မိန်ကွန်းတော်လေးနည်းနည်းဖြည့်ဆွယ်ပြီးတော့ပြောပြရစေသီးခံပြီးနားထောင်ပါဒီပိတော်တို့ယဟန်တော်တွေကိုမြတ်စွာဘုရား ခိုင်းထားတဲ့တာဝန်ကြီးနှစ်ခုလုပ်ငန်းကြီးနှစ်ခုရှိဒါဒီပိတော်တို့မြတ်စွာဘုရားကဒီပိတော်တို့ကိုတာဝန်ပေးခဲ့တာတာဝန်ကြီး200လုပ်ငန်းကြီးနှစ်ခုပရိယနဲ့ပฏิပတ်မဟုတ်လားစာပေပရိယပို့ချတာပရိယ ကိုချင်းတရားကောင်းမွန်ရေးကိုကိုတိုင်းလည်းကောင်းအောင်သူများတွေလည်းကောင်းအောင်ကျိုးစာအားထုတ်တာပฏิပတ်သိခါဘုလုံအောင်ထိန်းတာတရားဘာဝနာအားထုတ်တာပฏิပတ်မတိတာသိအောင်သင်ကြားပို့ချပေးတာပရိယဒီတာဝန်ကြီးနှစ်ခုတပြည့်တည်းလို့မြတ်စွာဘုရားကတာဝန်ပေးသွားတယ်ဒီပြည့်တော်တို့ကိုလေဖျားပေးတဲ့တာဝန်ကြီးနှစ်ခုအဲ့ဒီဖျားပေးတဲ့တာဝန်ကြီးနှစ်ခုကိုထမ်းဆောင်နေသမျှဒီပြည့်တော်တို့ဘေးကိုမရောက်ဘူး ဟုတ်လားဒီလိုတော့ဘေးကိုမထွက်ဘူးအဲ့ဒီတာဝန်ကြီးနှစ်ခုကိုဘေးဖယ်ထားပြီးတော့ကိုသွားကျင်တဲ့တန်းသွားရင်တော့ဘေးရောက်သွားမှာပဲအရှင်ပြားတို့ဓမ္မဂတိကဆရာတော်များဆိုတာ ပရိယပဲပရိယကောပฏิပတ်ကောထမ်းဆောင်တာပဲမတိတာတိအောင်ဟောပြညွှန်ဒါလည်းစာချနေတာပဲမဟုတ်လားစာချနေတာပဲศาสนาကြီးဖွင့်ပြီးတော့အထကရာတိကာတွေပို့ချမှာစာချတယ်ထင်းမနေနဲ့ ငါးပါးသီလအကြောင်းမသိတဲ့ပုဂ္ဂိုလ်သိအောင်သင်ပြနေတာဒါလည်းစာချတာပဲမဟုတ်လားဒါလည်းပရိယပဲအဲ့ဒီတော့ကိုယ်နှမ်းကိုယ်သွားနေရင် ခလုတ်မတိုက်ပါဘူးနော်ဒီတော့ခยีခလုတ်တိုက်မှာကြောက်ရွံ့ခยีမသွားဘဲနေရင်လိုရာမရောက်ဘူးအရှင်ဘုရားတို့ကသာသနာပြန်ပွားရေးအတွက်အမျိုးဘာသာသာသနာထွန်းကားရေးအတွက်ဒီလိုကြိုးစားနေတာပါ လုတ်တိုင်းမိရင်တော့ကိုယ်ရွယ်ချက်မအောင်မြင်ဖြစ်တတ်တယ်။ဒီတော့တပည့်တော်ပြောကျင်တာကတော့ခยีလဲသွားတာသွားပါကိုယ်လုံငန်းကိုလှုပ်တာလှုပ်ပါလို့ပြောတာနော်ခလုတ်တော့မတိုက်မိပါစေနဲ့ဟုတ်လားဒါပြင်မေးစရာတစ်ခုရှိတယ်ဘာနဲ့မတိုက်မိရမှာလဲလို့မေးစရာရှိတယ်အဲဒီပြတော့ပြန်လီလျှောက်ထားတာလေးကိုတော့လေးလေးနက်နက်စဉ်းစားပါအထက်လူနယ်လဲမတိုက်ပါနဲ့အောက်လူနယ်လဲမတိုက်ပါနဲ့ ဟုတ်လားဆရာတော်အထက်လူနဲ့လည်းမတိုက်ပါနဲ့အထက်လူနဲ့တိုက်ရင်လည်းခလုတ်ကကြီးကျယ်သွားတတ်တယ်ကိုနာသွားတတ်တယ်အောက်လူနဲ့လည်းမတိုက်မိပါစေနဲ့အောက်လူနဲ့တိုက်တော့လည်းကိုယ်မှမကောင်းဘူးဘယ်ခလုတ်မှမတိုက်မိအောင်ဖျားခိုင်းတဲ့အလုံးနှစ်ခုကိုရှေ့ရှုပြီးကိုယ်အလုံးကိုလို့ကိုလန်းကိုလျှောက်ပန်းမှန်သွားတယ်သွားလို့ရှိရင်ကြီးပဲကျပိုင်းတံကို ရောက်နိုင်ပါတယ်အရှင်ဘုရားတို့ခကြီးလဲသွားပါခလုတ်မတိမတိုက်မိအောင်လဲ ကြိုးစားပြီးတတိထားပါလို့တပည့်တော်ရဲ့ဩဝါဒကိုဤမြဖြင့်ပင်တူတူချင်းချင်းလူရင်းလေးနဲ့မိကုံးချုပ်လိုက်ပါတဲ့ဓမ္မဂတိကဆရာတော်အရှင်သူမြတ်အပေါင်းတို့ဗျာဟာရုဟာရုဟာရု